Ну, господин премьер-министр, во-первых, спасибо большое. Это для меня большая честь сидеть здесь с, вас, с вами накануне годовщины 80, 80 лет победы над фашизмом во Второй мировой войне тут в Москве. Поэтому я тоже хотел, я бы хотел выразить свои соболезнования, во-первых, тоже со своим народом в связи с землетрясением, которое недавно произошло в вашей стране. Я бы хотел с этим начать. Как вы оцениваете международную помощь в этой сфере? Была ли она эффективной? 我看到完了，这样表示着这里。 ်အကျိုးစီးတင်ကြကျွန်တော်တို့ပြောလို့ပါတယ်ဗျငလေရတော့တကယ်တော့တော်လေးပြင်းထန်ပါတယ်အခုနှစ်သမခုနှစ်ရစ်ချတ်စကီရှိပါတယ်အ1900နောက်ပိုင်းမှာလှုပ်ခဲတဲ့ငလေရင်ထဲမှာဒုတိယအပြင်းထန်ဆုံးငလေရင်ဖြစ်ပါအခုကျွန်တော်တို့18ကျင်းလှုပ်ခဲ့တဲ့အချိန်မှာ1912ခုနှစ်လှုပ်ခဲ့တာတော့ရှစ်ရစ်ချတ်စကီရှိတယ်တော်လေးပြင်းထန်တဲ့ငလေရင်တစ်ခုပါအထိကတည်ဆုံးမှုလည်းတော်တော်လေးများပါတယ်အဲဒီအားလုံး3900ကျော်အသေးပါတယ်9000ကျော် ဒဏ်ရာရတယ်။နောက်80လောက်ပျောက်တုံးရှိပါသေးတယ်။အဲအင်ဂျီပေါင်းလည်း6000 9000လောက်ပျက်စီးမှုရှိပါတယ်။ကျောင်းပေါင်း6000 400လောက်ပျက်စီးမှုရှိပါတယ်။ဆေးရုံစည်းကမ်း350လောက်ပျက်စီးမှုတွေရှိတယ်။လန်ဒရာလည်းအများကြီးပျက်ပါတယ်။ငကရာကကိုကြီးလည်းအဲကျွန်တော်ကကျွန်တော်ဖြီးပြီးတော့သွားဖြစ်တဲ့နေရာလိုက်ကြည့်တဲ့အချိန်မှာတော်လေးကိုဟိုစူးစူးဝါးဝါပျက်စီးမှုတွေတွေ့ရတဲ့ကြောင့်ကျွန်တော်နိုင်ဘန်းပြမှာပဲကျွန်တော်နိုင်ငံတကာကကူညီကိုကျွန်တော်နိုင်ငံကလည်းအရေးပေါ်ချင်နေကြီးညာတော့ဗောလေ ပြီးတော့နိုင်ငံတကာကအကူအညီလေးကကျွန်တော်တောင်းခံခဲ့ပါနိုင်ငံကအကူအညီကလည်း24လနဲ့အတွင်းမှာဘယ်ကျွန်တော်ရောက်လာတယ်ပဲတော်တော်ဟိုဟိုအားရဖို့လည်းကောင်းပါတယ်အဲကဲတို့ဒီရုရှားနိုင်ငံနိုင်ငံပေါ့မယ်တရုတ်အိန္ဒိယကမ္ဘာနိုင်ငံ26နိုင်ငံလောက်ကျွန်တော်တို့လာပြီးကူညီကြပါတယ်ခွန်ဆက်နှစ်နာရီအတွင်းပေါ့ထုံးစံကတော့သူတို့တတ်မှတ်ထားတာခွန်ဆက်နှစ်အတွင်းမှာကဲနိုင်တော့အသက်ရှင်နိုင်ဖို့အခွင့်အရေးရှိအခွင့်အရေးရှိတယ်လို့ပြောတာပေါ့ဒါပေမဲ့24နှစ်အတွင်းမှာသူတို့ရောက်လာကြတယ်အသက်ရှင်လေကျွန်တော်10ယောက်ကဲလို့ရတယ်အဲနောက်တော့က dead body ကတော့အများကြီးပေါ့လေရတာတော့အများကြီးရှိပါတယ်ဘာပြောပြောကုညီမှုကတော့အားရဘူးလဲကောင်းပါတယ်နောက်တော့ကလည်းကဲဆဲပစ္စည်းတွေပေါ့အဲ့ဒါတွေကလည်းလေမြန်နေနော်တင်မောတွေမော်ဒကားတွေနဲ့အကုန်လုံးကျွန်တော်ရောက်လာတာဖြစ်တဲ့အတွက်ကြောင့်အဲဘာပြောပြောဟိုနိုင်ငံတကာအထောက်အကူရတယ်လို့ပြောရပါလိမ့်မယ်ပြောတယ်လည်းပြန်လဲဒီရှင်းလင်းရေးလုပ်ငန်းနဲ့နောက်တော့ကဒီပြန်လဲတိဆောက်လုပ်ငန်းတွေပေါ့ဒါတွေပြန်လုပ်ဖို့တော့ကျွန်တော်အများကြီးလုပ်ရအောင်ပေါ့ဒီတက်လေအကူကြီးထပ်မှလေးလိုအပ်ပေးမယ်လို့ကျွန်တော်မြင်ပါတယ် Мне уже известно, что отношения между Мьянмой и э, с Россией, она уже, э, ну, она уже не новая. Я на самом деле бывал в вашей стране э, пару лет назад э, на военных учениях совместных между Мьянмой и Россией. Поэтому я хотел спросить, э, кроме гуманитарной помощи, э, какие, по вашему мнению, э, еще особо значительные сферы сотрудничества между Мьянмой и Россией? ရုရှားနဲ့ပြည်မပူပေါင်းဆောင်မှုနယ်ပယ်တော့ကျေပြန့်နေပြန်အဲခင်ဗျာခုနပြောလို့ကာကွယ်ကဏ္ဍတွေမကောက်ဘူးအဲကျွန်တော်တို့သိပ္ပံနဲ့ဤပညာအဲနောက်တော့ကစီဝါရေးအဲနောက်တော့ဥပဒေပဲဆိုင်ရာနောက်ပညာရေးကျန်းမာရေးဒီနယ်ပယ်တွေအများကြီးရှိပါတယ်ဆွေးနွေးတဲ့ကိစ္စလည်းရှိပါတယ်ကျွန်တော်ပြီးခဲ့တဲ့မတ်လခီစင်မှာလာတဲ့အချိန်တုန်းကအဲကျွန်တော်နျူကလ িয়ার နဲ့ပတ်သက်တဲ့ဓာပိစိုင်ကိုတိစောက်ရေးကိစ္စတွေနောက်ဒေဝရေနဲ့စေကန်းအဲတိစောက်ရေးကိစ္စတွေနောက်ကံလုံးရေနံနဲ့တံခွေထုတ်လို့ တွေရင်းနှီးမြှုပ်နှံမဲ့ကိစ္စတွေဒါတွေဆွေးနွေးနိုင်ခဲ့တာတွေရှိတယ်။အဲဒါသဘောတူတာလည်းရှိပါတယ်လုံနေတာလည်းရှိပါတယ်။ဆက်လက်ပြီးလုပ်မယ့် ну, к землетрясению. надо отметить, что на самом деле США вообще не оказали гуманитарную помощь. А наоборот, они ввели новые торговые тарифы на вашу страну 440%. Поэтому какая реакция у вас на, на этот шаг из США? ဟိုအမေရိကန်နိုင်ငံနေနေရတော့ငလင်းနဲ့ပတ်သက်ပြီးတော့ကိုကြီးမပေးတော့မဟုတ်သူကတော့ကိုကြီးပေးမယ်ဆိုပြီးတော့ဒေါ်လာ9သန်းပေးမယ်လို့ကြေညာခဲ့တာရှိတယ်အဲဘယ်လိုပေးမလဲတော့ကျွန်တော်တို့မသိဘူးပေါ့လေကုလသမဂ္ဂတဆင်ပေးမလားဒါမှမဟုတ်ကျအာဟာစင်တာတွေတဆင်ပေးမလားမသိဘူးပေးမှုတော့ကြေညာထားတော့လည်းရှိပါတယ်အမေရိကန်နဲ့ကကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတော့လေဟိုတိတ်တော့ကြီးကြီးမားမားမရှိဘူးအဲ2021ခုနှစ်ကနေပြီးတော့2025အထိအဲကျွန်တော်တို့ဒေါ်လာတန်900လောက်ဘူးပဲ ကျွန်တော်တို့ကုန်သွယ်မှုရှိတယ်။ဒီနေ့ကိုဒေါ်လာ1800ကျော်ကျော်လောက်ကုန်သွယ်မှုရှိတယ်လို့ပြောရပါတယ်မယ်။တချို့နေနေပါလေကျွန်တော်တို့ကပို့တာတွေများတယ်၊ချိုးတွေဒီမှာလေအမေရိကန်ဘက်ကပို့တာတွေများတယ်။အဲသူတို့အခွန်ကောက်တာတော့ကျွန်တော်တို့နိုင်ငံထဲမဟုတ်ဘူး။တခြားသူတို့ရဲ့မြေဆွေနိုင်ငံတွေလည်းတချို့လည်းကောက်တာတွေရှိတယ်။တရုတ်နိုင်ငံပေါ်တော်တော်လေးကောက်ကတ်တာရှိတာပေါ့လေ။အဲတော့ကျွန်တော်တို့ဖွံ့ဖိုးတဲ့နိုင်ငံတစ်ခုတည်းမှာတော့အခွန်ကောက်တာတော့အခွန်တိုးကောက်တာတော့မလုတ်တင်ဘူးလို့ကျွန်တော်တို့ယူဆပါတယ်။အဲသူတို့သူတို့ဘက်ကတော့ကုန်သွယ်ရေးလူမှုတွေ ေပြလို့တခြားနိုင်ငံတွေအပအဝင်ပေါ့လေအခုနေတွတ်ကောက်တယ်လို့သိရပါတယ်မမတော့မကောက်တင်ဘူးလို့ကျွန်တော်တို့ယူဆတယ်။ဒါကြောင့်ကောက်လေတော့ကျွန်တော်လည်းဟိုအသေးစိတ်ပြန်ပြီးစဉ်းစားဖို့တော့လိုတာပေါ့။ Как Мьянма планируется э противостоять последствиям этих новых тарифов и налогов? ဒီကတော့ကျွန်တော်တို့ကဟိုပါဗျာတနေငံလေးဟိုမှာမိခုနေရတဲ့ပုံစံတွေရဲ့ကိစ္စကိုတော့ကျွန်တော်ရှောင်ရှားပြီးတော့အဲတို့ရဲ့နိုင်ငံအဲနေပေါင်းပြီးတော့မှဝါလုံးကြမှာပေါ့။ သူတနေငံနဲ့ကျွန်တော်တို့ကတွားပြီးတော့ရောင်းနေမယ်ရောင်းပြုတ်နေမယ်စားနိုင်ငံအားလုံးနဲ့မျှပြီးတော့ကုန်သွယ်မှုလုပ်တာမျိုးတော့ပိုကောင်းတယ်ပိုကောင်းဆောင်မှုတွေပိုကောင်းတယ်လို့ကျွန်တော်တို့မြင်ပါတယ်ဟိုတစ်ဆက်တည်းပြောနေတယ်အဲ့ဒါတော့ဘာလဲဆိုတော့ဘာပြုတ်လို့သူတို့အတွအခွန်တိုးတိုးကောက်တယ်လေပေါ့ဒါလေးကျွန်တော်တို့တွေ့ရတာပေါ့နော်သူတို့ကလူမွေကုန်သွယ်မှုလူမွေတွေပြလို့တိုးကောက်တယ်လို့ပြောတာပေါ့အဲ့တော့ဘာကြောင့်လူမွေပြတယ်ပေါ့သူတို့ပစ္စည်းတွေမယောင်းအောင်လုပ်တာပေါ့မယောင်းအောင်လုပ်တာဘာလို့မယောင်းအောင်လဲပေါ့ ်ဝေယပစ္စည်းတွေရောင်းနေရတာရောင်းနေရမြတ်ပစ္စည်းလည်းကောင်းပါလေစင်တာလည်းရှိပါတယ်ဒါပေမဲ့သူကဈေးကြီးတော့ဈေးကြီးတဲ့ခါကျတော့သူတို့ပစ္စည်းတွေဝယ်ဖို့မှနည်းနည်းလေးအခက်အခဲရှိတော့ဒါပေမဲ့ကျွန်တော်တို့ဖွံ့ဖြိုးတဲ့နိုင်ငံတွေအပေါ်ပဲနိုင်ငံတော်များအမေရိကန်ဈေးကွက်ရဲ့ဝယ်လူအားကိုကြီးမတော့ကျွန်တော်တို့တွေ့ဒါကြောင့်သူတို့ကျွန်တော်များပြားရောင်းနေတယ်သူတို့ခါကြောင့်ကိုပစ္စည်းဈေးကြီးလေပေါ့ဒါလည်းစဉ်းစားမှာဟုတ်လား cost of production ကြောင့်ကိုပစ္စည်းကိုယ်စင်းလုံးကြီးတာလောက်ဒါဆိုလည်းဒါတွေတက်ဆောင်ဒီပေါ်မူတည်ပြီးတော့ ပြုပြင်မှုတော့လိုရလိမ့်မယ်ကျွန်တော်တို့လည်းသူတရငံနဲ့မှီတဲ့အစားတော့တခြားနိုင်ငံတွေကိုညပြီးတော့ရောင်းတာမျိုးပေါ့ကျွန်တော်တို့တော်တော်များတော့သူ့ဈေးကွက်ကိုအများကြီးမှီခုနေတာကျွန်တော်များတာကျွန်တော်တွေ့ပါတယ်အဲဒါကြောင့်အဲ့ဒါတော့စဉ်းစားဖို့ကောင်းတယ်လို့ကျွန်တော်မြင်တယ် We prefer Moscow чтобы отметить 80 лет победы над фашизмом в Великой Отечественной войне. Конечно, это событие очень важное. Мне кажется, слова даже не описывают. Поэтому скажите, пожалуйста, как вы считаете, как эта победа над фашизмом 80 лет назад влияет, еще влияет и влияло на современный геополитический ландшафт, который мы сегодня видим. Да, дорогу, песи нази ебома, субъе пиранзу е машире пирипитарьяне пиро, тайту омингере омбоу. да, а ты ма, а ма, ты 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 ты ма, ты ма, ты ဖက်ဆစ်ဂျပန်တွေသူတို့နဲ့ဝင်ဝန်းဒီဖက်ဆစ်နာစီတွေဂျာမနီနဲ့တောက်ဆူတဲ့ဖြစ်တဲ့ဖက်ဆစ်ဂျပန်တွေရဲ့တာဝန်လည်းကျွန်တော်တို့ခံခဲ့တော့ကျွန်တော်ပြန်တိုက်ခဲ့ရတဲ့တပိုင်းဖြစ်ရရှိတယ်အတူတူကာလအတူတူပဲဖြစ်ခဲ့တာပေါ့အဲ့တော့ဒါကတော့လွတ်လပ်ရေးကိုတိုင်းပြည်အချို့ချအားနာဒီတက်ခံမြေဖို့တလို့တဲ့တက်ခံမှုတစ်ခုပါပဲဒါကြောင့်ဒါအိမ်မန်တန်ဖိုးရှိတဲ့တိုက်တိုက်ပွဲတစ်ခုလို့ကျွန်တော်တို့တိုက်ခတ်မှုလို့ကျွန်တော်ပြောလို့ပဲဒီလိုတိုက်နိုင်ခဲ့တဲ့အတွက်ကြောင့်လေအဲတချို့ ကိုရိုနီပြုတ်ခွဲရတဲ့အနိုင်ကျင့်မှုကတိမ့်ကန့်ခါတဲ့တချို့ဥရောပနိုင်ငံတွေပေါ့လွတ်လပ်ရေးပြန်ရသွားတာကျွန်တော်တို့တွေ့တယ်လွတ်လပ်ပြန်ရသွားတာဆိုပြက်ပြီးတော့ဇူကနေပြီးတော့မှကဲဥဆောင်ပြီးတိုက်ခတ်ပြီးကြတယ်ကျွန်တော်လွတ်လပ်ရေးပြန်ရခဲ့တာဂျာမနီနိုင်ငံအရှိပါလင်ထီကိုကျွန်တော်တို့ကစူရဲတက်တီတက်သိမ်းခဲ့တာရှိတော့ဒါတမိုင်းမှာတူတူပဲတွေ့ရပါတယ်ဒါပထဝီနိုင်ငံရေးပေါ့ဗျပထဝီနိုင်ငံရေးခုနဖြစ်တဲ့တမိုင်းမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကြီးရင်လေပထဝီနိုင်ငံရေးကြောင့်ဖြစ်ခဲ့တဲ့ဖြစ်စဉ်တိကျတော့နေရပါဗျနောက်တစ်ခုကတော့ ဒီတရားစာတမြေပေါ်မြောက်တရားစာတပစ္စည်းတွေပေါ့ဒီပေါ်မှာမူတည်ပြီးတော့ဖြစ်လာတာပါပထဝီနိုင်ငံကြီးကတော့အရေးပါပါအခုချိန်ထိလည်းပထဝီနိုင်ငံကြီးကြောင့်ပဲနိုင်ငံကြီးတွေကနိုင်ငံငယ်တွေတို့မို့တခြားနိုင်ငံတွေကိုပဲမျက်စောင့်ထုတ်နေကြတော့ပေါ့သူတို့ဘာလို့လို့ရမလဲပေါ့သူတို့လို့ရကြတာဒါကြောင့်စီးရေးနိုင်ငံကြီးစီးပွားရေးစသဖြင့်ဒီနယ်ပယ်ဘောင်းဆိုပြီးတော့မှဖိအားတွေပြုစုပေးနေတာလည်းကျွန်တော်တွေ့တယ်အခုပြောမယ်ဆိုရင်တော့ခုနကပြောတဲ့ဒီနှစ်80ပြည့်မြို့သားဒီဒီဖက်စီဒီဆိုတော့နိုင်ငံရဲ့ဘာမျိုးကြီးစစ်ဘောအောင်ဘွဲခန်းတော့တူတာ 呃，多少有那土家的，那不得不，那比单开的干嘛嘞？苏苏北，那不像比如，他现在敲单，那在敲单，在比比单开来些的，那刚把什么罗拉的地表描述，呃，松松松啥的单开的，单不得过来的，毛公土的，偏生的苦了，就那表情那边。Часто бывает, когда западные страны пытаются переписывать эту историю, историю Великой Отечественной войны, войны как это называется в России либо чтобы показать, как Запад якобы победил в этой войне, войне либо чтобы э, а, как-то игнорировать в некоторых моментах э, а, преступления, э, а, преступления нацистов, например, в Украине мы это видим. Э, а, почему это так? Как, как по вашему мнению, э, а, почему люди хотят переписывать эту историю? Я 那么，现在没骗了。那不是，那是。 ဒီရေလှုပ်ဆောင်ချက်ကိုလည်းဖုံးလို့မရလို့ပဲစူပြေပြည်တော်စုရဲ့ဖြစ်စစ်ဒီကိုပြန်တိုက်ခဲ့တဲ့တမန်ကိုလည်းဖုံးလို့မရအောင်အပြင်းလို့လည်းမရဘူးတမန်အတမန်တွေအကုန်လုံးရှိရမှာဒါဘလို့မှညင်းလို့လည်းမရပါဘူးဒါကြောင့်သူတို့ကတော့သူတို့ရဲ့မှားယွင်းခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုအဲငောင်လာမဲ့လူတွေအတွက်မှတ်တမ်းအနေနဲ့မသိနိုင်အောင်လို့သူတို့ဒါတွေပြင်ရင်တို့လည်းဖြစ်မယ်ညိုဘောအော်ဒါသွားချင်တော့နောက်လူငယ်တွေအတွက်ညိုဘောအော်ဒါအဲသွားဖို့လည်းဒါဖြစ်ချင်တာလည်းပါပါလိမ့်မယ်။နောက်ပြီးဒီခုရဲ့အချို့ချာအာဏာဆိုတာ သူတို့မထိခိုက်ဘူးဆိုရင်တော့တော်မင်းမတော့မလုပ်ကြဘူးဆိုတော့သူတို့ရဲ့အချို့ကြအာနာထိခိုက်တာပြီဆိုရင်တော့အပြန်နဲ့တုံ့ပြန်ကြရမှာတော့တဘာဝပဲနောက်တစ်ခုကတော့သူတို့ရဲ့လူဝင်စာနာတွေအတ္တတွေပေါ့ဒါတွေရှိလာလို့ရှိရင်ပြဿနာရှာပြီးတော့ဒီပြဿနာကိုဟဲ့လားထုတ်ချတာပဲဒါဖြစ်ရှင်းကြတာဒါမျိုးတွေကတော့ဟိုကမ္ဘာမှာလည်းတကယ်တမန်ဖြစ်ရမှန်နေမှာကျွန်တော်တို့တွေ့ပါတယ်အဲခုနပြောတဲ့ယူကရိန်းနဲ့ရုရှားနိုင်ငံဖြစ်စဉ်ကြည့်လေဒီတိုင်းမှာပဲဒီတိုင်းမှာတကယ်တော့ပြောလို့ရှိရင်တော့တမန်ကိုပြောင်းပြန်နှံမှုတဲ့စူးစမ်းနေတယ်လို့ပဲကျွန်တော်တွေ့ပါတယ် ရုရှားနိုင်ငံလည်းရုရှားနိုင်ငံရဲ့အရင်ကဆိုဗီယက်နိုင်ငံဆိုဗီယက်ပြည်တော်စုရဲ့အတိတ်အတွေ့အကြုံကိုယူပြီးတော့မှရုရှားနိုင်ငံအချို့ချာအာဏာမထိခိုက်အောင်လုပ်ကြတာဖြစ်တယ်လို့ကျွန်တော်တို့တွေ့တယ် А по вашему мнению, почему Европейский Союз и Великая Британия продолжают финансировать и поставлять оружие Украине, когда Вашингтон дает им возможность решить этот конфликт по дипломатическому пути. Как вы думаете, что они могут, я имею в виду Европейский Союз и Великобритания, что они могут достичь э, по дипломатическому пути? я не 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 ပြည်ပကဆိုတာကြီးလာတာတော့ရှိတယ် တချို့နိုင်ငံဖြစ်တဲ့ပြဿနာရှိမယ်ပြည်ပကအဲ့မှာသူ့ကိုဝိုင်းအားပေးကြတော့နောက်ထောက်ခံပေးကြတာကုညီပတ်ဖို့ပြီးတယ်စနေတဲ့ပစ္စည်းတွေငွေချေးတွေစန္ဒရိတ်ခါတွေစတဲ့မျိုးကုညီပေးတော့ဒီလိုလောက်လာကြတော့အဲ့တော့ဒါတွေပြည်ပကပုံပြီးကြီးမားလာတယ်ဟာလေပြက်လာဒါမျိုးမဖြစ်ဖို့ဆိုရင်အားပေးကုညီတာမျိုးမလုပ်တာတော့အကောင့်ဆုံးပဲဒါပေမဲ့နိုင်ငံကြီးကဖြည့်ရှင်းဖို့ဒီလိုလိုသွားမှာပေါ့ဆိုတော့လည်းခင်ဗျားမေးတယ် EU ကနေပြီးတော့ဒီပြည်ပကနဲ့ပတ်သက်ပြီးဒီလိုဆောင်ရွက်ချက်နဲ့ပတ်သက်ပြီးဆိုတော့သူတို့ရည်ရွယ်ချက်ကပါလေပေါ့သူတို့ရည်ရွယ်ချက်ပါလေ ဗီဒီယိုကကြာရှိအောင်ဖြစ်ပြီးတော့မှစစ်ပန်းအောင်လုပ်တာ။အဲ့ဒါစဉ်းစားမှာတကယ်ပဲ။တကယ်တော့ပြစ်ပက်ကမဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်တာတော့အကောင့်ဆုံးနေလာမှာပဲ။ကျွန်တော်တော့အပိထောက်ပုံမှုဘလို့တင်မလို့ကျွန်တော်ယူဆပါတယ်။အညီနိုင်မှာဘာကြောင့်ဖြစ်လဲ။ပြဿနာဘာကြောင့်ဖြစ်လာလဲ။ပြဿနာဖြစ်လာတဲ့အကြောင်းရင်းကိုကျွန်တော်ပြန်ရှာမှာ။ဒီတမိုင်းမှာရှိခဲ့တယ်၊တွင်ခဲ့တဲ့စေသရီတစ်ခုနှစ်ခုအတွင်းမှာဖြစ်ခဲ့တဲ့အခြေအနေကြီးလာလို့ရှိရင်ဘာကြောင့်ယူကရိန်းနဲ့ဗရာဇာပြဿနာဖြစ်လာလဲဆိုတာအဖြစ်ရှိနေပါလား။ဒါကိုအဖြစ်မှန်တိုင်းကြည့်ပြီးတော့မှဆောင်ရွက်မယ်ဆိုရင်

ဒါမှမရှိခဲ့တော့ဟိုကဟိုကပြန်ပဲဖြစ်တာတူတန်ငံနဲ့အမေရိကန်ပြန်ပဲဖြစ်လာတဲ့ခါကျတော့ဘာပြောပြောသူ့ကိုတော့ပြန်ပြီးတစ်ခုနဲ့ပြန်ပြီးတော့ထိဖို့လုပ်လုပ်နိုင်တယ်လို့ကျွန်တော်တို့ယူဆပါတယ်ဒါကြောင့်ကျွန်တော်တို့ကလည်းတော့ဟိုမဖြစ်အောင်ကျွန်တော်တို့ကညီနဲ့ဆွေးနွေးဆောင်ရွက်တာမျိုးပေါ့နိုင်ငံတွေနဲ့အောက်ညီနဲ့ဆွေးနွေးတာမျိုးတော့လုပ်တင်တယ်လို့ကျွန်တော်ယူဆတော့ဒါသူ့နိုင်ငံချင်းနဲ့တော့မဆိုင်ဘူးကျန်တဲ့ဟာတွေပါပါလာတယ်နိုင်ငံနိုင်ငံနဲ့လည်းပြဿနာတော့အကြီးကျယ်ဖြစ်မှာပေါ့ကျန်တဲ့နိုင်ငံတွေမှာပါမှာပို့ပြီးပြဿနာပို့ရှုံမှာပြတ်ပါတယ် Это надо алюминия на Совершенно верно, что вот этот конфликт между Китаем и э, США, это касается не только их, но других э, стран в этом регионе, конечно. Поэтому хотел спросить, как именно ваша страна балансирует э, свое отношение и с Вашингтоном, и с Китаем? Я မေရိကန်နိုင်ငံနဲ့ကျွန်တော်တို့မြန်မာနိုင်ငံဘုဆွေနိုင်ငံတခုပါဘူးသူတို့လည်းတရုတ်နိုင်ငံကတော့ကျွန်တော်တို့အိန္ဒိယချင်းနိုင်ငံတဲမှာလည်းဖြစ်တယ်လို့အိန္ဒိယချင်းနိုင်ငံတဲမှာလည်းအဲမဟာမြော်မြောက်ဘိတ်ဖက်နိုင်ငံဖြစ်တယ်ဆူပါပေါ်နိုင်ငံဖြစ်တယ်တော့သူများနိုင်ငံတွေလည်းပို့ထူးခြားတဲ့ဆက်ဆံရှိတဲ့နိုင်ငံတခုဖြစ်ပါဒါကြောင့်ကျွန်တော်အနေနဲ့တော့ဒီနိုင်ငံငံလုံးနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးဖြစ်အောင်ထိတွေ့ဆက်ဆံသွားဖို့တော့ကျွန်တော်တို့ရှိပါလိမ့်မယ် И как растущие вовлечение именно натовского блока в вашем регионе. Как это влияет на это балансирование? ပစိဖိတ်ဒေသတို့ကကွိမှုဒေသနဲ့ပင်လေကံပင်တဲ့ဘုရားဒေသတွေအပေါင်းစစ်ထားတဲ့အနေအမြစ်တစ်ခုပဲ။ဘာပြောမဟာပြွာရအရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ။ဒါကိုငင်းညာစွာထုတ်နိုင်မယ်ဆိုရင်တော့ကမ္ဘာအတွက်ကတော့အများကြီးအကျိုးရှိမဲ့လုပ်ငန်းတစ်ခုပါပဲ။ဒါပေမဲ့လည်းအရင်ကြီးနိုင်ငံကနေပြီးတော့ဥပမာဖြင့်ဒါကုနာပြောတဲ့ခင်ဗျနေတိုးတွေမဟုတ်ဗျ။အဲ့ဒါကျွန်တော်တို့အင်းဒီးယားတို့ဩစတြေးလျတို့ဂျပန်တို့သူတို့အမေရိကန်တို့တို့ပေါင်းစည်းပြီးတော့လည်းသူတို့ဒီမှာလေအင်းအားထိန်းယူပို့တဲ့လုပ်နေတာလည်းကျွန်တော်တို့တွေ့တယ်။ဒါတွေကပြည်ပကောက်ကိုကြီးမားလာစေမယ်လို့ပဲကျွန်တော်တို့မြင်ပါတယ်။ဒါကြောင့် အင်းရတဲ့နေနဲ့ပဲတွားတာတော့အကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်ယူဆစိတ်ပူတာတော့အမှန်ပဲစိတ်ပူတယ် Я еще хотел обсудить эту концепцию мультиполярности. Что это для вас означает, что для вашей страны это означает, как Мьянма будет дальше интегрировать в мультиполярной системе и как это все, как, как Мьянма это всё понимает параллельно с тем, что западный мир, в принципе, ну, пытаются

သိပ္ပံနဲ့ဤပညာတို့လောကောတော်တော်ကြီးတို့တက်လာတော့တွေ့လာတော့ဒါမာဒီပိုလာတို့သဘောတွေကျွန်တော်တို့ဖြစ်လာတယ်ဒါတော့ဟိုဖြစ်တဲ့ကိစ္စတစ်ခုပဲကဘာကြီးကိုတောင်းလာနေပြီးတော့ကန်ပြီးတော့မှလှုပ်ရတာမျိုးကတော့ဘလူးမှမဖြစ်တဲ့ဘူးကျွန်တော်တို့သူတိပြင်ဖွံ့ဖြိုးတဲ့နိုင်ငံတွေဒီတန်ကိုတော်တော်လေးခံကြရပါတယ်အဲတော့ကျွန်တော်တို့ကတော့မာဒီပိုလာစနစ်ကိုတွားတာတော့အကောင်းဆုံးပဲအဲကဘာကြီးမှရှိနေတဲ့ဟိုဒါအကြောင်းချင်ရတယ်ညှောက်ဝေခံစားရတာတော့အကောင်းဆုံးမြတ်မတက်တာဆောင်းဝေးတာလေအကောင်းဆုံးမြတ်ဝေခံစားရလေအကောင်းဆုံး မြမတာဖြစ်လို့ဒါအခုပြိတိပက်ကတွေဖြစ်လာတော့ဒါကြောင့်ပြိတိပက်ကမပြောင်းသလိုရှင်မာဒီပိုလာစနစ်ကတော့အကောင်းဆုံးဖြစ်တယ်လို့ကျွန်တော်ယူဆပါတယ် в плане этих стран которые хотят присоединиться к мультипулярному миру какие меры они могут какие меры они могут принимать чтобы противостоять этим попыткам запада защищать свою э, однополярность можно сказать ဒီတုတ်တန်ကတော့ကမ္ဘာပေါ်မှာလည်းပြင်မှတ်တတ်တာဆောင်းအပ်ပေးတဲ့နိုင်ငံတွေလို့ကျွန်တော်တို့မြင်နေတယ်ပဲအဲ့တော့ဒါရင်းနဲ့ပူပေါင်းဆောင်ရွက်ဖို့ပေါ့။ပူပူတဲ့နဲ့ကြိုးစားမှာပေါ့။ပူပူတဲ့နဲ့မကြိုးစားရတော့မပြင်းနဲ့။ပူပူတဲ့နဲ့ကိုယ့်ရဲ့စီဝါရေးအတက်ပညာစသဖြင့်ဒါတွေလည်းကျွန်တော်တို့ဖွံ့ဖူးတိုးတက်အောင်ကျွန်တော်တို့လုပ်ကြမှာပေါ့။ဒါပေမဲ့လည်းနိုင်ငံချင်းချင်းပူပေါင်းဆောင်မှုကြီးကိုလုပ်ဖို့လိုတယ်။ဆိုတော့နိုင်ငံတွေကတော့ကမ္ဘာမှာထိတ်ဆုံးမှာထိတ်မှရှိတဲ့နိုင်ငံတွေပြဆိုတော့ကျွန်တော်တို့ရဲ့ရုရှားနိုင်ငံ နော်တရုတ်နိုင်ငံအိန္ဒိယနိုင်ငံတို့နိုင်ငံမျိုးတွေကဦးဆောင်နေတဲ့အခြေအနေရှိတဲ့နိုင်ငံတွေတို့နိုင်ငံအနေနဲ့ပူးပေါင်းပြီးတော့မြန်မာတက်တာစောင့်ရတာမို့ဆိုရင်ဒီမာဒီပိုလာအဲ့တော့ကျွန်တော်တို့ကတော့ဟိုဘလူးဘယ်ဖြစ်လာပါလိမ့်မယ်အဲကျွန်တော်တို့ဒီယူနီပိုလာကတော့ဘဒီဝါလက်ခံနေမှာမဟုတ်ဒီတန်းကိုကျွန်တော်တို့ဖြတ်တန်းလာခဲ့တဲ့နိုင်ငံတွေအားလုံးဂျုံတူလာနိုင်ငံအားလုံးကအကုန်လုံးတည်တယ်ခါးတိတယ်ရတာကျွန်တော်တို့တည်တယ်ဒါကြောင့်ဘလူးမတော့ဖြစ်ခံမှာမဟုတ်တော့နိုင်ငံတွေကလည်းအခုတော့စူးစမ်းနေကြတာနိုင်ငံတွေအားလုံးကလည်းအဲလူတွေမတ်တက်ရရင်ကြံခဲ့မှာပေါ့မတ်တက်ရပြီးနေတိုင်းကြံလာခဲ့မှာ လမ်းလျှောက်တွေကကျော်သွားမှာအဲ့ဒါကိုယ်ကလမ်းလျှောက်နေတာလမ်းလျှောက်နေတာဒါကြောင့်သူကဒုတိယလုပ်နေတဲ့အချိန်ကြောင့်တော့ခုနပြောတဲ့တမိုင်းမှာဖြစ်ခဲ့တဲ့အတိတ်ဖြစ်ရတဲ့အရာနိုင်ငံတွေကသူတို့နိုင်ငံတွေဒီလိုမပြည့်အောင်ဆိုတဲ့စိတ်တွေအကုန်လုံးရှိကြတယ်။အဲ့အချိန်မှာဆိုတော့ပြောတယ်ဥဆောင်တဲ့နိုင်ငံတွေနဲ့ပေါင်းပြီးတော့လုပ်မဆိုရင်ယူနီပိုလာဟူတော့ဘလို့မဟုတ်ဟုတ်လားဖြစ်တာစီမှာမဟုတ်ဘူးလို့ကျွန်တော်တို့တွေ့ပါတယ်။ И как вы представляете роль Мьянмы в АСИАНе как одна из ну, самых главных региональных организаций ျွန်တော်အာဆီယံဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့အာဆီယံရဲ့ပြည်ညင်တိုင်းပေါ့။ပူးပေါင်းဆောင်မှုတွေကျွန်တော်အကုန်လုံးအပြည့်အဝလုပ်ပါတယ်။အာဆီယံရဲ့ရည်ရွယ်ချက်ကတော့တကယ်ကောင်းတဲ့ရည်ရွယ်ချက်နဲ့ပါပဲ။ဒါကြောင့်ကျွန်တော်တို့ကဒီမြန်မာနိုင်ငံနေနဲ့မှန်ကန်တဲ့သူ့ရဲ့မှန်ကန်တဲ့လမ်းကြောင်းပေါ်နေလို့ဟိုအတွက်ပြီးတော့ကျွန်တော်တို့ကစိတ်ဆန္ဒလေးရှိပါတယ်လုပ်လက်လုပ်နေပါတယ်။အာဆီယံဘက်ကလည်းအာဆီယံဖွဲ့ဝင်နိုင်ငံနဲ့တနိုင်ငံနဲ့တနိုင်ငံအဲကျင်းရတဲ့သဘောထားတွေတော့အဲရှုရတယ်လောက်ကွဲပတ်ချမ်းသာမှုတွေရှိပါသို့တော်လည်းပဲအဲသူ့ရဲ့အခြေခံအချက်လက်ရှိပြီးသားပဲဒီအခြေခံချက်လက်ပုံမူတည်ပြီးတော့ လုပ်နိုင်မှုပဲအရေးကြီးတယ်လို့ကျွန်တော်ပြောချင်တယ် И какое будущее вы видите именно для сотрудничества между ASEAN и Россией? ကျွန်တော်အခုစီရပါရှာနေပတ်တယ်ကျွန်တော်ဒီနေ့တရားနိုင်ငံတခုအနေနဲ့တာဝန်ယူကြတာပေါ့အဲ့တော့ကျွန်တော်တို့ရဲ့မိတ်ဆွေနိုင်ငံတခုဖြစ်တဲ့အတွက်ကြောင့်လည်းဟိုလားရုရှားနဲ့အာဆီယံနိုင်ငံဆက်ဆိုင်တဲ့ပတ်သက်ပြီးပိုကောင်းအောင်လုပ်ပေးဖို့ကျွန်တော်တို့ဆန္ဒရှိပါတယ်ရုရှားကဒီအာဆီယံတွေ့တော့အရေးပါတဲ့နိုင်ငံတခုဖြစ်တယ်ဆွေးနွေးပွဲနိုင်ငံတွေမှာလည်းကျွန်တော်တို့ပါနေပြီဖြစ်ပါတယ်ဒါကြောင့်အဲ့ရှစ်ဆက်ကာလတွေမှာတော့အာဆီယံနဲ့ပူးပေါင်းဆောင်ရွက်နေမှာရုရှားနိုင်ငံအရေးပါတဲ့အနေထားမှာရှိလာနိုင်ပြီလို့ကျွန်တော်တို့မြင်ပါတယ်တစ်ဖက်ကလည်းဗျရုရှားနိုင်ငံလည်းဒီအာဆီယံနိုင်ငံတွေနဲ့ပူးပေါင်းဆောင်မှု level တွေ ဟိုကဏ္ဍပေါင်းဆိုတွတ်ချက်နိုင်ဖို့တော့လေစဉ်းစားဆောင်ရွက်ပေးနိုင်ဖို့လေလူပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်။ဟုတ်ပ немножко другой теме. Наш телеканал РТ уже освещаем 20 лет мировые события, и я бы хотел получить ваше мнение по поводу нашей деятельности и нашей репутации. အဒီတရင်ထဏာတော့တကယ်တိတ်တန့်တရင်ထဏာတစ်ခုလို့ပဲ။ဒီတင်ဆက်မှုပိုင်းတဲ့တော်တော်လေးကောင်းပါကျွန်တော်လည်းဟိုမကြာခဏကျွန်တော် RC ကိုကျွန်တော်ကြည့်ပါလိမ့်။အဒီရတရင်တင်ဆက်မှုတွေကခိုင်လို့ခိုင်မာမှုတွေတော်များရှိတော့ဘူး။ ဟိုအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြည်စုံလေးပြောနေတာရှိတယ်။နောက်တမိုင်းချောင်းနဲ့ပတ်သက်ပြီးတော့ဖောက်ထုတ်ပြီးတော့ပြင်ပြတဲ့ခါမှာလည်းတော်တော်ဟိုအတူယူစားတွေကျွန်တော်တို့တွေ့တယ်။ကျွန်တော်အဲ့ဒါနေပြီးတော့ရတဲ့ပညာလေးတွေအများကြီးအများကြီးရှိပါတယ်။အဲကြောင့်အတီးကတော့တကယ်ကောင်းတဲ့သတင်းအဆင့်မြင်ပါတယ်သတင်းဌာနတကူတို့ကျွန်တော်တို့လည်းမြင်ပါတယ်။အဲတော့နေ့နေ့ကျောင်းကာလအပြည့်မှာအတီးရဲ့အောင်မြင်မှုတွေကိုလည်းဆက်လက်ပြီးတော့မှတည်တဲ့ပို့ပြီးအောင်မြင်ပါတယ်လို့ဆင်မပေါင်းတောင်းပါတယ်။အဲတော့ရှားမြန်မာအဲချစ်တီရဲ့အပြင်ကို ရုရှားနိုင်ငံနဲ့ကမ္ဘာပေါ်မှာဆက်ဆံနေတဲ့အခြေအနေမျိုးလည်းအာရတနေပြုတော့မှပိုပြီးကောင်းအောင်ဆောင်ပေးနိုင်မယ်လို့လားကျွန်တော်ယုံကြည်ပါတယ်ပိုပြီးလည်းအောင်မြင်ပါစေလို့လည်းဆုမကောင်းတောင်းပါတယ် Thank you